MMA ဆိုတာပါလေမြန်မာပြည်သူတွေတည်အောင်လုပ်ပြီးခဲ့တဲ့မြန်မာကုံဆောင်ဇဘအုံးမွေကြီးရဲ့အသက်၄၀ပြည့်မှတ်တရား မြမကုံဆောင်ဖိုင်တာကြီးကိုအောင်လာအန်ဆန်ကတော့ဒီနေ့မှအသက်40ပြည့်သွားပြီဖြစ်ပါတယ်။ Happy Birthday ပါကိုအောင်လာအန်ဆန်ရေအရင်ဆုံးပြောချင်ပါတယ်ရှင်။နိုင်ငံတကာစင်မြင့်ပေါ်မှာကနေတစဉ်မြမပရိသတ်တွေကို MMA ဆိုတာဘာလဲသိရှိအားပေးမှုရအောင်လှူဆောင်နိုင်ခဲ့တဲ့ဖိုင်တာကြီးတူဖြစ်ပါတယ်။မြမပရိသတ်တော်များများက MMA ဆိုတာကိုကိုအောင်လာအန်ဆန်နဲ့မှစသတိခဲ့ကြတာလို့လည်းထင်ပါတယ်။ကျွန်တော်တို့ဆိုလဲလဝေကိုကိုအောင်လာပေါ်လာမှကြည်ဘူးတယ်ဆိုတာလည်းဝန်ခံပါတယ်။မြမပရိသတ်တွေဘယ်တော့မှမမိနိုင်တဲ့ဖိုင်တာကြီးကိုပြပါဆိုရင်တော့အဲ့ဒါကကိုအောင်လာအန်ဆန်ပါပဲရှင်။ဒါပြင်နောက် ဲ့ကစားသမားဖိုက်တာတွေကိုမျက်စိဖွင့်ပေးသူလို့လည်းတင်စားကြပါတယ်။ကိုအောင်လကိုမြန်မာပြည်သက်တွေအားပေးမှုများခဲ့တော့အဲ့ဒါကိုတီးတဲ့ဝမ်ချန်ပီယံရှစ်ကတခြားဖိုက်တာတွေကိုလည်းဝမ်မှာပဝန်ထုတ်သက်စီခဲ့တယ်လို့ပြောလို့ရပါတယ်။မြန်မာဖိုက်တာတွေဝမ်ချန်ပီယံရှစ်မှာရှမြိုင်ကစားကွင်းရတာကကိုအောင်လရဲ့လမ်းပြမှုကြောင့်လည်းပါပါတယ်။ဝေချန်တစ်ခုရဲ့ချန်ပီယံဖြစ်ခဲ့သူဖိုက်တာကြီးကအခုတော့နိပြပွားနဲ့သူဖြတ်တန်းခဲ့ရတဲ့အတွေ့အကြုံကောင်းတွေကိုပြန်လည်လက်ဆင့်ကမ်းမျှဝေတင်ကြားပေးရင်းနဲ့တက်ရတဝင်းကိုကြည့်ပြောင်းထမ်းဆောင်နေပါပြီ။ကစားသမားတိုင်းကအောင်မြင်မှုဆိုတာရှိသလိုနေဝင်ချင်းဆိုတာကို လည်းတွေ့ဆုံကြုံကြရမှာကတော့တမတာပါပဲရှင်။ကိုအောင်လကသူ့လုပ်ပြနိုင်ခဲ့တဲ့တောက်ပတဲ့နေ့ရက်တွေတုန်းကလည်းအစွမ်းကုန်အကောင်းဆုံးမြမကုန်ကိုစောင့်ကျင်းပေးနိုင်ခဲ့သလိုအခုဒီအသက်ရွယ်အကြပဲရောက်တဲ့အချိန်မှာလည်းပြည်သူတွေအနေနဲ့အပြစ်ပြောဝေဖန်မှုလုပ်နေတာတွေကတကယ်ကိုမြင်ရစရာမရှိပါဘူးရှင်။ဘလောက်ကောင်းတဲ့ဖိုင်တာပဲဖြစ်ဖြစ်ချန်ပီယံဆိုတော့အမြဲတမ်းဖြစ်မနေဘူးဆိုတာသိထားဖို့လိုအပ်ပါတယ်နော်။ တချို့ပြည်သက်တွေကတော့ကိုအောင်လအောင်မြင်နေချင်းချန်ပီယံခပတ်တစ်ခုပြီးတစ်ခုယူပြနေတဲ့အချိန်တုန်းကတော့အားပေးမှုတွေပြင်းထန်ခဲ့ရတာကိုတွေ့ပေမဲ့အခုဒီလိုအချိန်မှာဆိုရင်တော့ကိုအောင်နောက်ကိုဝေဖန်အပြစ်တင်မဲ့ဆိုတဲ့သူတွေကခံများများရပါအနိုင်အရှုံးနှမျိုးပဲရှိတဲ့ဒီလိုအားကစားပွဲတွေမှာဘလို့ရလက်ပဲရရလက်ခံနိုင်ရမှာပဲမဟုတ်ပါလားရှင်ဒီလောကမှာတော့ကိုအောင်လအဆန်းကနီးပြလုံနေပြီမို့သူလုံနေတာတွေကိုဆက်ပြီးတော့လှုပ်ပြီးသွားအောင်မှာကတော့တည်ကြနေပါတယ်တဝန်ကျေတာချက်ကိုပိုတယ်လို့ပြောကြပါတယ် မြန်မာလံကိုခြုံပြီးတော့မြန်မာလူအော်ကလက်ကမောင်းခက်ပြလိုက်တဲ့မြမစပုံးမွေကြီးကိုဘရောမပြိသက်တီကမေးတော့မှမဟုတ်တလို့မြမမှာဒီလိုကန်နွန်ဖိုင်တာကြီးရှိခဲ့တယ်ဆိုတာနဲ့တင်ဂုံယူစာကောင်းနေခဲ့ပါပြီကောင်လာရင်ပြိသက်ကြီးတို့လည်းကိုအောင်လာအန်ဆန်ရဲ့ပွဲစဉ်တွေထဲမှာပဲပွဲစဉ်ကိုသဘောကျအမှတ်တရဆုံးဖြစ်မလဲဆိုတာပြောခဲ့ပါအောင်ဒါထက်ဒီနေ့မှာကြောက်ရောက်တဲ့ကိုအောင်လာရဲ့အသက်40ပြည့်မွေးနေ့အတွက်ကိုလည်းဆုတောင်းစကားလေးတွေတခွန်းအားလုံးအကျဉ်းချုပ်နဲ့ I cannot do this without God. I cannot do this without my teammates. I cannot do this without you. Anymore.